မကြခင်ချိန်တွင်းမှာရောက်ရှိလာမယ့်9လပိုင်းဆိုတဲ့ကာလအတွင်းမှာငွေကြေးလက်လာပါတိုးပွားစီဘူးအတွက်9လပိုင်းတစ်လလုံးကဲအထောက်ပံ့ရရှိအောင်ပြုလုပ်လို့ရမယ်ရည်ရည်လေးတစ်ခုမျှဝေပေးသွားခြင်းတာဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့က အလုံးခဲ့တဲ့၄လပိုင်း၃လပိုင်းစသဖြင့်ဒီလိုကာလာလေးဒီမှာကိုယ့်အနေနဲ့အခက်အခဲလေးတွေကြုံနေခဲ့ရမယ်အဆင်မပြေမှုလေးတွေများဖြစ်ပေါ်နေခဲ့မယ်ဆိုရင်မချန်ချွေးတွေမှာရောက်လာမယ်၅လပဲဆိုပြီးကာလာမှာကံကောင်းမှုတွေရောက်ရှိစေဖို့အတွက်မိမိရဲ့ကံကြမ္မာလေးပုံမူပြီးတော့မှအစီပြေလာပြီးတော့မှအဲကိုယ့်ရဲ့အလုံးကိုင်းနေငွေကြီးလက်လာပါတူပေါ်ဖို့အတွက်လေးဒီစသဖြင့်ဒါမျိုးလေးတွေအတွက်ပုံမူကောင်းမွန်စေရန်အလုံးငါ ရေဒီယာလေးတွေကိုပြုတ်လုချင်တယ်ဆိုရင်ကျွန်တော်အခုမျှဝေပေးတော့မယ့်ရေဒီယာလေးကိုပြုတ်လုလို့ရပါတယ်အဓိကမျှဝေချင်တာကတော့ငွေကြေးနဲ့ပတ်သက်တဲ့ရေဒီယာကိုပဲအဓိကမျှဝေချင်တာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိရောက်နေတဲ့ကာလဒီမှာငွေကြေးနဲ့ပတ်သက်လို့ကလူတိုင်းအတွက်အရေးကြီးဆုံးဖြစ်ပါတယ်အရေးကြီးဆုံးအခန်းကဏ္ဍတစ်ထောင်တစ်နေရာနေပါဝင်နေတာဖြစ်ပါတယ် မိတ်ဆွေကြီးကောင်းမလေးနဲ့ဆင်မပြေဘူးလားပတ်ဆက်ရှင်အနေနဲ့များတော့အဆင်ပြေသွားနိုင်တယ်သို့မဟုတ်မိသားစုနဲ့ဆင်မပြေတဲ့ပြဿနာတွေဆိုရင်လည်းပတ်ဆက်ရှင်အနေနဲ့များဖြေရှင်းလို့ရနိုင်တယ်နောက်ဆုံးကျန်းမာရေးကိစ္စတွေကအစားကိုမှပတ်ဆက်ရှိလို့ရှင်ပူပူပြီးတော့မှဖြေရှင်းလို့ရပါတယ်အဆိုလိုချင်တာကတော့အဓိကအရေးကြီးတော့ငွေကြေးနဲ့ပတ်သက်တာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ဘဝလက်တွေ့ဘဝမှာ လက်တွေ့ကြုံတွေ့နေရတဲ့တချို့သောပြဿနာလေးတွေကငွေကြေးအနည်းနဲ့အများပြည့်စုံပြီးတော့ကိုကိုတိုင်းအနည်းနဲ့စီးပွားရေးတိုးတက်လာတဲ့အခါမှာအဲ့ဒီပြဿနာလေးတွေနဲ့ခေါင်းရှုပ်စရာမလိုတော့ဘဲနဲ့အေးအေးဆေးဆေးဖြေရှင်းလို့ရပါဖြစ်ပါတယ်။အဲ့အတွက်ကြောင့်လက်ရှိရောက်နေကာလာဒီပါလူအများစုလိုအပ်တာကအလောက်ကန်စီးပွားရေးလေးတိုးတက်ရမယ်။လုပ်ငန်းလေးတွေသူကနဲ့သူအဆင်ပြေလေးချောမှုပြီးမှခေါင်းမောရမယ်။လုပ်ငန်းရဲ့အရင်တိုးတက်တာမျိုးမဟုတ်ဘူးဆိုရင်တော့ကိုကပုံမှန်လေးလဲပတ်ပြီးတော့မှတင့်တော်တဲ့အနေထားမျိုးလေးတစ်ခုဒါကိုအနေနဲ့လုံလောက်တဲ့အနေထားလေးတစ်ခုလောက်ဖြစ်မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့အဆင်ပြေတယ် ဟုတ်တယ်မလားမြန်မာလူမျိုးတော်တော်များများကများသောအားဖြင့်ဂျောင်ရဲတိတ်တိတ်နေတော့ရှိကြတယ်အနည်းငယ်များရှိတယ်အရင်ချမ်းသာတာမျိုးမဟုတ်ရင်တော့တနေ့တနေ့တနေ့လေးသူကနေသူအစီပြေသွားရင်ရပြီဆိုတော့လူတွေကလည်းအများကြီးပဲရှိတယ်ဆိုတော့ဒီလိုမျိုးမိတ်ဆွေတွေအနီးနဲ့ ငါလာမယ်ဆိုကာလာမှာကန်ထောက်ပံ့နေရရှိသေးဘူးငွေကြီးလက်လာပါတူပေါ်စီဘူးအတွက်လုံလုံရမယ်ရေဒရာလေးတစ်ခုဖျောက်ဝေပြင်တာဖြစ်ပါတယ်ခင်ဗျအဓိကတော့ငါလာပိုင်းအတွက်တလားစာငွေဝင်ရေဒရာဖြစ်ပါတယ်ဒီရေဒရာကိုလုံမယ်ဆိုလို့ရှင်မိတ်ဆွေတို့အချက်နှစ်ချက်သိထားဖို့လိုပါတယ်ဒီရေဒရာကငါလာပိုင်းတလားလုံလုံလို့ရတဲ့ရေဒရာဖြစ်တဲ့အတွက်ကြောင့်ငါလာပိုင်းမှာမိတ်ဆွေတို့ကြိုက်တဲ့နေမှာလုံငါလာပိုင်းအတွင်းဘယ်နေ့မဆိုလုံလို့ရတယ်အကယ်၍ရေဒရာကြိုလုံထားခြင်းနဲ့ဆိုရင်လေ အဲဒီ29ရက်နေ့30ရက်နေ့ပေါ့နော်ဒီလိုမျိုးနေ့တွေမှာလည်းမိတ်ဆွေတို့အနေနဲ့ရရလေးကိုကြိုပြီးမှလှုပ်ထားလို့ရတယ်အဓိကကတော့နံပါတ်1တစ်ချက်က9လပိုင်းအတွက်ရရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အခုမြောက်ဝေးပြီးတော့မှရရကို9လပိုင်းပြီးမှမိတ်ဆွေကိုကြိုက်တဲ့နေ့ကြိုက်တဲ့အချိန်မှာလှုပ်ဒီရရလှုပ်လို့ရတယ်အဆင်ပြေတယ်ဟုတ်ပြီနော်နံပါတ်2အနေနဲ့ကကြတော့မိတ်ဆွေဒီရရကိုထက်ခါတလေလေးလှုပ်လို့ရတယ်ကိုယ်အနေနဲ့ကပထမတစ်ခေါက်ကျွန်တော်ပြပြပြီးတော့မှရရလေးကိုအရင်ဆုံးလေးလှုပ်ကြည့်လိုက် အော်အဆင်ပြေသွားတယ်ဒီရရလေးငါလည်းနည်းနည်းလေးကြိုက်တယ်လို့ခံစားရတယ်ဗျစိတ်ထဲမှာငါဒီရရလေးလိုလိုက်တာနည်းနည်းလေးအဆင်ပြေသွားသလိုပဲဆက်သက်ပြစ်များခံစားနေကြရမယ်ဆိုရင်ဒီရရလေးကိုထက်ခါထက်ခါလေးเนาะကျွန်တော်ဒီမှာလာပြီးမှအခွင့်ခွင့်မတောင်းမနဲ့ကိုယ့်အနေကိုထက်ခါထက်ခါလေးကိုယ့်ရဲ့စိတ်ဆန္ဒလေးရှိသလောက်ပြန်ပြန်ပြီးတော့မှလှုပ်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒီနှစ်ချက်ကိုမိတ်ဆွေအရင်ဆုံးသိထားဖို့လိုအပ်အောင်အရင်ဆုံးလေးပြပြပေးတာဖြစ်ပါတယ်ဒီရရလေးကိုစပြောရမယ်ဆိုလို့ရှိရင်လိုအပ်တဲ့ပစ္စည်းတွေကကျွန်တော်တို့ဒီလိုမျိုးပကံအများလေးတစ်ချက်လိုအပ်မှာဖြစ်ပါတယ်ဒီလိုမျိုးပကံအများလေးပေါ့နော် ပကံများလေးတစ်ချက်လိုအပ်မှာဖြစ်ပါတယ်ပကံများကဒီလိုမျိုးပန်းလေးတွေပါလို့ရှိရင်လည်းအအဆင်ပြေတယ်ပြဿနာမရှိဘူးအဘလာပေါ့နော်ပကံများကဖြောင်ကြီးပဲဖြစ်မယ်ဆိုလို့ရှိရင်လည်းရတယ်ပြဿနာမရှိဘူးအဓိကတော့ဒီလိုထမင်းစားတဲ့ပကံများလေးတစ်ချက်ရလို့ရှိရင်မိတ်ဆွေအဆင်ပြေပါပြီခင်ဗျာပကံများလေးရပြီဆိုတော့ကျွန်တော်ဒီပကံများလေးပေါ်မှာစာလီရေးပြရအောင်ဖြစ်ပါတယ်ရှည်ရမယ့်စာကတော့သူကဆော့ပင်လေးနဲ့ရေးရင်ရေးဘောပင်နဲ့ရေးတယ်ရတယ်အဓိကတော့ဒီပကံများပေါ်မှာထင်ကျန်နေဖို့အဓိကပဲရေးရမယ့်စာလေးကငွေဝင်ပါသေးဆိုပြီးစာလီရေးပြရအောင်ဖြစ်ပါတယ်ဆိုတော့ပကံများလေးတစ်ချက်ကိုယူလိုက်မယ်ကို ိုအိမ်မှာပဲကိုရှိတဲ့ပကံများလေးတစ်ချက်ယူလိုက်မယ်ပကံများလေးပေါ်မှာငွေဝင်ပါသေးဆိုရင်မဆော့ပင်လေးနဲ့စားလေးရီးလိုက်မယ်ရီးပြီးသွားပြီဆိုရင်အဲ့ပကံများပေါ်ကနေပေါက်ပေါက်ပွေလေးတွေကျွန်တော်ထည့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျာ မြင်းသားထင်းသားရှိမလားတော့မသိဘူးเนาะကျွန်တော်ကင်ပြပေးထားတယ်ခင်ဗျာဒီလိုပုံစံမျိုးလေးဖြစ်ပါတယ်ဒီလိုမျိုးလေး အဲဒီလိုမျိုးအနေထားမျိုးလေးနဲ့ကျွန်တော်ပောက်ပောက်ပွင့်လေးတွေဒါထည့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျပကံများလေးပကံများလေးပုံမှာငွေဝင်ပါသေးလို့စာလေးရေးလိုက်မယ်ပြီးရနေပောက်ပောက်ပွင့်လေးထည့်လိုက်မယ်ပောက်ပောက်ပွင့်တော့ပောက်ပောက်စုံမဟုတ်ဘူးเนาะမိတ်ဆွေပောက်ပောက်အပွင့်နဲ့အစုံနဲ့မားမယ်เนาะစုံဆိုတဲ့သဘောတရားစုံရုပ်သွားတယ်ဆိုတဲ့သဘောတရား ဟုတ်တယ်နော်ကျွန်တော်ပြောတဲ့သဘောပေါက်လားနော်ပွင့်ဆိုတဲ့သဘောတွေအောင်ပွင့်လန်းသွားတယ်ပေါက်ပေါက်ပွင့်ပွင့်လန်းမှစီဆိုတဲ့သဘောတွေအောင်ယူကျင်တာဖြစ်ပါတယ်ခင်ဗျာနော်ပြီးတော့ရောက်လာတာ9လပိုင်းပြာ9လပိုင်းမှာနန်းအောင်ဆောင်ရင်အောင်ဆိုတာရှိတယ်9လပိုင်းဖြစ်တဲ့အတွက်ကြာတာပြီးနဲ့ကြီးဆိုတာကြာတာပြီးနဲ့ကြီးပဲပြစ်ဆောင်လိုက်อืมဒါလိုသဘောရမျိုးဆိုလို့ချင်တာเนาะအဲ့တော့ကြောင်ပေါက်ပေါက်ပွင့်လေးကျွန်တော်ထည့်ပြီးတော့မှဖေးရမှာကတ်လို့ပြီးတော့မှစူတောင်းရတာဖြစ်ပါတယ်ခင်ဗျာဒါလေးကကြာတော့ ငါးလပိုင်းအတွက်တလားစာငွေဝင်ရတဲ့ဖြစ်တဲ့အတွက်ဒီပေါပေါပွင့်ရတဲ့ကမိတ်ဆွေတို့အလင်းသင်းတို့လုံးလို့ရပါတယ်ပေါပေါပွင့်ဆိုတာပုတ်သူတော်မယ့်ပစ္စည်းမျိုးမဟုတ်တဲ့အတွက်ပေါပေါပွင့်ကိုတစ်ခါတည်းလုတ်ပြီးတော့မှတလားလုံးပြစ်ထားလိုက်လေပြဿနာမရှိဘူးအဆင်ပြေတယ်တပတ်တစ်ခါလောက်ဒီရတဲ့လူလုံးမဲ့ဆရာကြီးလို့ကိုကကြီးမန်းထားတယ်ဆိုလို့ရှိရင်လုတ်လို့ရပါတယ်အဓိကတော့ပေါပေါပွင့်လေးနဲ့ပေါ့နော်ကျွန်တော်ရတဲ့ချေးရမှာဖြစ်ပါတယ်ငါးလပိုင်းအတွက်တလားစာငွေဝင်ရတဲ့လေးကတော့ပေါပေါပွင့်ရတဲ့လေးလို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာ အဲကိုကနည်းနည်းလေးဒီထက်ပိုကောင်းရင်လည်းကိုယ့်ရင်ညွန့်ရင်လည်းဆိုရင်ဗျာဒီပကံများလေးအောက်မှာကိုယ့်ရဲ့ဓာတ်ပုံလေးထိုင်ထားပေါ့ဒါလေးဆိုလည်းကိုယ့်လိုညွန့်လို့ရတာပဲနော်ပြဿနာမရှိဘူးဆိုတော့ပကံများလေးအောက်မှာကိုယ့်ရဲ့ဓာတ်ပုံလေးထားအဲပြီးရင်ပကံများလေးတင်လိုက်မယ်ပကံအောက်မှာငွေငွေမာသီးတို့စာလေးရေးထားမယ် ပြီးအပေါ်ပေါက်ပေါက်လေးပွင့်ပေါက်ပေါက်ပွင့်လေးထားထားမယ်အဲဒီလိုပုံစံမျိုးလေးနဲ့ရေတာချီလို့ရတယ်ဟုတ်နော်နေရာအနေနဲ့ကကျတော့ကျွန်တော်တို့ဒီဖះเจ้าဆောင်ရဲ့အဲတနေရာတနေရာလောက်ဖြစ်မယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဗျာကိုယ်အလင်းသင့်တဲ့နေရာလေးမှာထားဒီနေရာတွေကကျွန်တော်ကိုယ်ရတယ်လက်ရှိလိုက်ပြီးတော့မှပြုမှုပြုလုပ်ထားတယ်ရေတရာတွေဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့စိတ်ချလက်ချကုကူရိုက်လိုက်လို့လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးမြတ်တင်ပါတယ်ငားလာပါရဲ့အတွက်တလားဆောင်ငွေငွေရေတရာလေးကိုလာရောက်ပြီးမမျှဝေပေးရဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးမြတ်တင်ပါတယ်ခင်ဗျာ